ရုပ်ရှင်ဟောင်းတစ်ခုထဲမှာတော့ကောင်လေးတစ်ယောက်ကအဖြူမဲရုပ်ရှင်ကိုကြည့်နေပါရီသူကတော့ရုပ်ရှင်ဒါရိုက်တာတယောက်ရဲ့တောက်တူမဲရကောင်လေးပါလွန်ကြီးကဘလောက်ပဲအလုပ်တွေများနေပါစေဘယ်သူမှမကြည့်တဲ့ရုပ်ရှင်ရုံမှာဘယ်သူမှမကြည့်တော့တဲ့ရုပ်ရှင်ကောင်ကိုပဲထက်ခါတလဲလဲကြည့်နေပါရီတွင်ကြီးကထိုးဇလန်းကိုအရန်ဆွဲလန်းနေပြီးတော့ဇလန်းနဲ့ကမင်းသမီးလေးကိုလည်းအရန်သဘောကျနေပါရီတရက်မှာတော့လွန်ကြီးကသတင်းစိုးတစ်ခုကြားရပါရီအเจ้าကတော့သူကြိုက်တဲ့အဖြူမဲရုပ်ရှင်ကောင်ကိုရောင်းလိုက်တော့မယ်ဆိုတဲ့သတင်းပဲဖြစ်ပါရီအဲဒါကြောင့်လွန်ကြီးကနောက်ဆုံးအနေနဲ့သူတယောက်တဲ့ရုပ်ရှင်တန်းကြည့်ပါရီမင်းသမီးလေးနဲ့ဒီဇလန်းကိုကြည့်ရတာသူ့အတွက်နောက်ဆုံးပဲဆိုပြီးတော့ဝမ်းနဲ့နေခဲ့ပါရီရုပ်ရှင်ကြည့်နေတော့မှပဲမိပြတ်သွားခဲ့ပါရီ ရုပ်ရှင်ရုံတစ်ခုလုံးအမောင်းကျသွားခဲ့ပြီးတော့မိပြန်လာချိန်မှာတော့ရုပ်ရှင်တွေကမင်းမီတွေကလွင်ကြီးရှိကိုရောက်လာခဲ့ပါတယ်။မိဖြူကတော့ထိဖို့လုပ်တဲ့လွင်ကြီးကိုလှမ်းရိုက်လိုက်ပါတယ်။သူမအတွက်ထူးဆန်းနေတဲ့အယောင်တွေကိုကြည့်ပြီးတော့လွင်ကြီးကိုမေးပါတယ်။သူမကအယောင်မရှိတဲ့ကဘာကနေလာခဲ့တာဖြစ်ပြီးတော့မင်းမီတယောက်ဖြစ်ကြောင်းလွင်ကြီးကိုပြောပြပါတယ်။ရုပ်ရှင်ရုံပန်ရှင်ဝင်လာတာကြောင့်နှစ်ယောက်သားအပြင်ကိုပြေးထွက်ကြပါတယ်။တခြားသူတွေမြင်လန်သွားနိုင်တာမလို့လွင်ကြီးကမိဖြူရဲ့မျက်နှာကိုအုပ်ထားဖို့သူ့ရဲ့အနှွေးတွေကိုပေးလိုက်ပါတယ်။လမ်းမှာရဲရရှိတယောက်နဲ့တွေ့ပါတယ်။သူမမျက်နှာကိုပြခိုင်းတဲ့ရဲကိုမိဖြူရိုက်ပြန်ပါတယ်။လွင်ကြီးကမိဖြူကိုသူ့အိမ်ကိုခေါ်သွားပါတယ်။လွင်ကြီးကမိဖြူကိုဒီဘက်ကဘာကို ကြောင့်ကုလအားလည်းလုံမိလိုက်ပါရင်မိဖြူကသူမရဲ့ကဘာကပြင်းမှုကောင်းတာကြောင့်ထပ်ပြစ်လာခဲ့တာဖြစ်ပါရင်မိဖြူကလွင်ကြီးကိုသူ့ရဲ့အစီကံလောက်ခိုင်းပါရင်မင်းသားလုံးမယ်လို့ပြောတဲ့လွင်ကြီးကိုမိဖြူကစေးရည်နဲ့ပတ်လိုက်ပါရင်သူမအတွက်တော့လွင်ကြီးနေနေတဲ့အိမ်ကသူမရဲ့ကဘာမှာအစီကံနေတဲ့အိမ်ပုံစံဖြစ်နေပါရင်သူမကိုမျိုးနှမ်းလိုက်ဖို့ခိုင်းပါရင်လွင်ကြီးကအလုရှိရဲ့လို့ပြောတာကြောင့်သူ့ရဲ့အလုကိုခေါ်သွားခိုင်းပါရင်လွင်ကြီးကမိဖြူကိုစောင်းနဲ့အုပ်ခိုင်းထားပြီးတော့မျိုးနှမ်းလိုက်ပြပါရင်သူ့ရဲ့အလုရောက်တော့မိဖြူကိုအဝေးစားလဲခိုင်းပါရင်မိကလိန်လိုက်တာနဲ့အဖြူမဲမိဖြူကနေမိဝါဖြစ်သွားပါရင်ပြောင်းလဲသွားတဲ့မိဖြူရဲ့ပုံစံကြောင့်လွင်ကြီးကအံ့အားသင့်နေပါရင်မိဖြူက ွင်ကြီးရေးဆွဲထားတဲ့ဇက်ကားနောက်ခံမှာတုံးမဲ့ပကြီကားကိုသူမဆိုက်ချိုက်စီရောက်နေချေလိုက်ပါရီလွင်ကြီးကစိတ်ပူခဲ့ပြီးမြဲအားလုံးကသဘောကျသွားကြပါရီမိဖြူကသူမအသားကိုထိတဲ့သူမန်သမီးကိုရိုက်ပါရီမိဖြူကိုခေါ်လာတဲ့လွင်ကြီးကပြန်ရိုက်ခံရပါရီမိဖြူမွေသမီးပြဿနာတွေကိုလွင်ကြီးတယောက်လိုက်ရှင်းနေရပါရီမိဖြူကသူ့ရဲ့အဆောင်ပြောက်သွားတာကြောင့်လွင်ကြီးကိုရှာခိုင်းပါရီဒေါသထွက်နေတဲ့လွင်ကြီးကမရှာပေးဘဲနဲ့မိဖြူကိုမောင်းထုတ်လိုက်ပါရီမိဖြူတယောက်ထဲသွားရှာတာကိုမကြည့်ရတာကြောင့်သူပါဝိုင်းရှာပေးလိုက်ပါရီမိဖြူကသဘောတည်းကြာနေပါရီနှစ်ယောက်သားတက်တန်ကြီးရဲ့အလှကိုခံစားကြပါရီလွင်ကြီးကဒါရိုက်တာအတိရွေးခံရဖို့ရေစံညွန်းတစ်ဖန်တီးရပါရီမိဖ ြူနဲ့စုံစည်းခဲ့ပုံကိုကုန်ကျမ်းရေးပါတော်ရင်သူရဲ့အချိန်တွေကိုလည်းမိဖြူနဲ့လျှောက်လည်ရင်းနဲ့အလုံရှုံနေပါရင်သူရေးခဲ့တဲ့စံညွှန်းအကြောင်းကိုမိဖြူကိုပြပြလိုက်ပါရင်မိဖြူကိုရေးခွင့်ပေးမလားခွင့်တောင်းပါရင်မိဖြူရဲ့လက်ကတပြေးပြေးနဲ့အယောင်ပြောင်းနေခဲ့ပါရင်အဖြူမဲကဘာကလာခဲ့တဲ့မိဖြူကဒီဘက်ကဘာကလူတွေရဲ့အသားကိုထိတာနဲ့သူမကပြောက်ွယ်သွားမှာဖြစ်ပါရင်လွင်ကြီးရဲ့ဇလန်းကိုလည်းပထမဆုံးရုပ်ရှင်ရိုက်ခွင့်ရခဲ့ပါရင်မိဖြူကလွင်ကြီးကိုသူမရဲ့လေးဝဲချက်ကိုစိတ်မကောင်းစွာပြောပြပါရင်မိဖြူကသူမကိုအမြဲတမ်းအားပေးခဲ့တဲ့လွင်ကြီးကိုကျေးဇူးတင်ကြောင်းပြောပါရင်ဒီရမှာတော့မိဖြူကလွင်ကြီးရဲ့အင်ကြီးအိတ်ကတ်ထဲကနေလက်ဆွပ်ပူလေးတွေ့လိုက်ပါရင်လွင်ကြီးကိုချစ်နေပြီဖြစ်တဲ့မိဖြူက ိတ်မကောင်းဖြစ်နေခဲ့ပါရီလွင်ကြီးအားလည်းမိဖြူကိုပေးဖို့ရည်ရွယ်ထားခဲ့တာပါလွင်ကြီးကိုထုတ်လုပ်သူရဲ့တမိဖြစ်သူနုနုကသဘောကျနေခဲ့ပါရီအဲဒါကြောင့်လည်းလွင်ကြီးရဲ့ဇလံကိုသူမမြေတော်မြောက်ပေးသွားမှာဖြစ်ပါရီလွင်ကြီးကနုနုကိုညင်လိုက်ရင်လည်းသူရေးထားတဲ့ဇလံကဖြစ်ပျက်ခံရမှာဖြစ်ပါရီမိဖြူကိုသဘောကျနေခဲ့တဲ့လွင်ကြီးကမိဖြူပြောက်ွက်သွားမှာကိုဆိုရင်နေပါရီသူရဲ့အိမ်တွေကနေထွက်သွားဖို့လုပ်နေတဲ့မိဖြူကိုလွင်ကြီးကထွက်မသွားဖို့တားပါရီမိဖြူကသူမနေတဲ့ကဘာကိုပြန်သွားဖို့နီလန်းရှာပါရီသူမကိုမချိနိုင်တဲ့လွင်ကြီးကိုနုနုကလည်းနားလည်ပေးပါရီလွင်ကြီးကမိဖြူကိုသူ့အရင်ကတယောက်တည်းထိုင်ကြည့်ခဲ့တဲ့ရုပ်ရှင်အောင်အဟောင်းမှာပြန်တွေ့ပါရီဒီကဘာမဟုတ်လို့ထိတွေ့ခွင့်မရှိတဲ့တလုံး ံးချစ်သွားမယ်လို့လွင်ကြီးအားမိဖြူကိုဖွင့်ပြောခဲ့ပါတယ်။မိဖြူကလည်းသဘောကျစွာလက်ခံလိုက်ပါတယ်။လွင်ကြီးအားသာအသက်တည်ကြီးသွားပြီမြေမိဖြူကတော့ပြောင်းလဲခြင်းမရှိဘဲနဲ့လာနေခဲ့ပါတယ်။လွင်ကြီးအိုမင်းတိတ်ဆုံးခြင်းအထိမိဖြူကအနားမှာရှိနေခဲ့ပါတယ်။ပရိသတ်ကြီးတို့လည်းကိုကအညာတော်ဆိုရင်တောင်မှဖူးစာပါရင်မင်းသမီးနဲ့လည်းညာနိုင်ပါသေးတယ်။အစုံနဲ့ကြည်ပေးလို့ကျေးဇူးတင်ပါတယ်။